မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တောက်ကြနေ့အတွက် CJ Black Power ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသားပါမယ်ကျမကအစီအစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့တီဘောမျိုးကိုစစ်ကောမရှင်ထိန်းချုပ်လိုက်ကြောင်း TNLAT ပြုလိုက်တဲ့သတင်းမြင်းကျက်ပါကားဖာအချုပ်ခံကနေ32ဦးထွက်ပြေး70ဦးကိုပြန်လည်ဖမ်းမိတဲ့သတင်းတရုတ်ထိတ်တန်စစ်ကောင်ဆောင်2ဦးကိုအာဂတိလိုက်စာမှုကြောင့်ဆိုပြီးကွန်မြူနတီပါတီနဲ့စစ်တပ်ကနေထုတ်ပယ်လိုက်တဲ့သတင်း ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့10 20ခုစစ်စင်ရေးမှာလက်လွတ်ခဲ့ရတဲ့အဓိကမျိုးတွေကိုစစ်ကောင်မရှင်ကတံပြန်ထိုးစစ်စင်ပြီးပြန်လည်သိမ်းပိုက်နေရမှာအခုနောက်ဆုံးတီဘောမျိုးကိုပြန်လည်ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကိုနာကြီးကဆက်ပြောပြပေးပါမယ်။ဒါကတော့အော်တိုဘာလ18ရက်နေ့မှာစစ်ကောင်မရှင်ရဲ့ဝါဒဖြန့် Telegram Channel တွေကနေထုတ်ပြန်ခဲ့တဲ့ရုပ်သံမှတ်တမ်းတွေဖြစ်ပါတယ်။ စစ်ကောင်ပြင်တပ်တွေဟာတီဘောမျိုးလေကိုပြန်လည်ဝင်ရောက်နေရယူနေတာကိုတွေ့ရပါတယ်ဒီအခြေအနေကိုတန်အမျိုးသားတွမြော်ရေးတပ်မတော် TNL ဘက်ကလည်းအတည်ပြုခဲ့ပါတယ် TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကတော့စစ်ကောင်စီတပ်တွေမျိုးရဲဝင်ရောက်လာတာမှန်ပြီးမဲ့မြို့အပြင်ဘက်ပတ်ဝန်းကျင်နေရာတွေမှာတော့သူတို့ရဲ့တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့ပြောပါတယ် အော်ဟုတ်ကဲ့ဒီဘောမှာတော့လောလောဆယ်ကတော့ဒီစီကံစီကံမြို့ထဲဝင်ရောက်နိုင်တဲ့ခြေနေမြို့ဖြစ်တယ်ကျမတို့ကတော့မြို့ပြင်ဘက်မှာတော့ဒီတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ဟုတ်ကဲ့ဒီဘောမျိုးကိုပြန်လည်ရောက်နိုင်ဖို့စစ်ကောင်စီဟာအော်တိုဘာလဒုတိယပတ်ကလေးကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်ခဲ့တာပါအထူးသဖြင့်မနေ့အော်တိုဘာ16ရက်နေ့ကတိုက်ပွဲတွေဟာပြင်းထန်ဆုံးဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းတွေနဲ့ဘုံကျဉ်ချတာတွေလက်နက်ကြီးတွေနဲ့အစမ်းပြက်ပစ်ခဲ့တာတွေပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်မြို့ပေါ်ကဒေသခံနေအိမ်တွေရုံးဆောင်အုံတွေအများပြားမိလောင်ပျက်စီးခဲ့ရပါတယ်ဒီတိုက်ပွဲတွေကြောင့်မြို့ကပြည်သူထောင်ပေါင်းများစွာနေရစွန့်ခွာထွက်ပြေးနေရပြီးမြို့ထဲမှာပြစ်ပိနေတဲ့သူတွေကလည်းစားနပ်ရိက္ခာနဲ့လုံခြုံရေးအတွက်စိုးရိမ်နေကြရပါတယ်ပြည်သူညာနယ်ကိုစစ်စင်ရေးပြီးမှစစ်ကောင်မရှင်အတွက်ဒါဟာတတိယမြောက်အဓိကမြို့ကိုပြန်လည်သိမ်းပိုက်နိုင်မှုဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးအခုအော်တိုဘာလာထဲမှာပဲ ကြောင်မဲမျိုးနဲ့ဒီဘောမျိုးတွေကိုပါဇက်တိုက်ဆိုလိုပြန်လဲရယူနိုင်ခဲ့တာပါဒါဟာတရုတ်နဲ့ဇက်ကုံတွေလမ်းကြောင်းကိုပြန်လဲထိန်းချုပ်နိုင်ဖို့စစ်ကောင်မရှင်ကအသေးအံကြိုးပမ်းနေတယ်ဆိုတာပြသနေပါတယ်ဒါဟာစစ်ကောင်စီအတွက်တစ်တုံညာနစ်ခွန်ဆစ်စင်ရေးမှာဆုံးရှုံးခဲ့တဲ့နေမျိုးတွေနဲ့ဂုံတိခါကိုပြန်လဲရယူဖို့အဓိကတံပြန်ထိုးစစ်တစ်ခုဖြစ်ပါတယ်အထူးသဖြင့်ကုံတွေလမ်းကြီးဘောကမျိုးတွေကိုဥတီတိုက်ခိုက်နေတာက ူတို့ရဲ့စီးပွားရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုပြန်ဖွင့်ခြင်းတဲ့သဘောပါဒါပေမဲ့ DNL နဲ့မဟာမိတ်တပ်တွေကလည်းမြို့ပြတောတောင်တွေမှာအခိုင်အမာနေရာယူထားစေဖြစ်တဲ့အတွက်မြို့ကိုရယုံနဲ့တည်ငြိမ်သွားဖို့လွယ်ကူမှာတော့မဟုတ်ပါဘူးအော်တိုဘာလ16ရက်နေ့ညနေပိုင်းကမြင်းကျန်းခရိုင်ပါကဖအချုပ်ခံကနေအချုပ်သား32ဦးဟာအချုပ်ခံကိုဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အတွက်ဒေသခံတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ခရိုင်ပါကဖနဲ့ဇီရိုပြောက်ကြားတက်ခွဲလို့လူသိများတဲ့ တပ်ရင်ခွန်အပါအဝင်ပူပေါင်းတပ်ဖွဲ့တွေကချက်ချင်းပိုက်စိတ်တိုင်းလိုက်လံရှာဖွေခဲ့ကြပါတယ်။အဲ့ဒီလိုရှာဖွေမှုတွေအတွင်းမှာထွက်ပြေးသူတွေထဲက73ဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ပြန်လည်ဖမ်းဆီးရမိသူတွေထဲမှာအမျိုးသမီး6ဦးနဲ့အမျိုးသား9ဦးပါဝင်ပြီးသူတို့စီကနေ AK47 တလက်၊ကာဘိုင်တလက်နဲ့တူမီတနက်တလက်ကိုပြန်လည်သိမ်းဆီးရမိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပေမဲ့အဓိကစိုးရိမ်စရာကတော့လွန်မြောက်နေ့စဖြစ်တဲ့79ဦးထဲမှာ အရေးကြီးပြီးအပြစ်ကြီးတဲ့တရားခွင်တွေအများပြားပါဝင်နေတာပါလူမြောက်နေသူတွေထဲမှာဝမ်လွတ်ကယ် PDF အဖွဲ့ခေါင်းဆောင်လို့သိကြတဲ့ပေါ်ကြီးလည်းပါပါတယ်သူ့ရဲ့အဖွဲ့ဟာငင်းချက်မျိုးပေါ်ကမိသားစုတစုကိုဓညာတိုင်းမှုဘူရာအနီးကမိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ကိုဝင်ရောက်ဓညာတိုက်ပြီးလူသက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ဆွဲချက်တွေနဲ့ဖမ်းဆီးခံလာရတာဖြစ်တယ်လို့တော်လန်ရေးအဖွဲ့နဲ့နှိစက်သူတွေကဆိုပါတယ်ဒါပေမဲ့ဒီဆွဆွဲချက်တွေကိုတော့တိကျတည်ပြနိုင်တာမရှိသေးပါဘူးဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် တရုတ်ကွန်မြူနီပါတီရဲ့အဂရိလိုက်စာမှုတိုက်ဖြတ်ရေးလှုပ်ရှားမှုတွေအတွင်းမှာနိုင်ငံရဲ့အစင်းမြင့်ဆုံးစစ်ကောင်စောက်ကြီးနှစ်ဦးဖြစ်တဲ့ဘူဇုတ်ကြီးဟဲဝေတုံနဲ့ရေတပ်ဘူဇုတ်ကြီးမြဟွာတို့ကိုပါတီနဲ့စစ်တပ်ကနေထုတ်ပယ်လိုက်ကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်ကြေညာလိုက်ပါတယ်။ဒီကြောင်ရနဲ့ပတ်သက်ပြီးအပြည့်စုံကိုကွန်မြူနီကပြောပြပေးပါမယ်။ဒါဟာတမရရှိချင်းပြင်ရဲ့အချင်းပြေခြောက်ဆောင်မှုတိုက်ဖြည့်ရေးမှာပြင်းထန်ဆုံးအရေးမှုတစ်ခုလို့သုံးသပ်သူတွေကဆိုပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတရုတ်စစ်တပ်ရဲ့နံပါတ်2ခေါင်းဆောင် ဗဟုစစ်ကော်မရှင်ဒီမိုကရာတူဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟဲဝီတုံနဲ့စစ်တပ်ရဲ့နိုင်ငံရေးဆိုင်ရာထိပ်တန်းအရာရှိဟောင်းဖြစ်တဲ့ဒီတပ်ဗိုလ်ချုပ်ကြီးမြောင်ဟွာအပါဝင်စစ်မြေအရာရှိ၉ဦးကိုအေးအေးယူခဲ့တာပါသူတို့ကိုပါတီစည်းကမ်းကိုစိုးရွားစွာချူဖောက်ပြီးအလွန်များပြားတဲ့ငွေကြေးပမာဏပါဝင်တဲ့တာဝန်ထဲဆိုင်သောပြစ်မှုတွေကျွလွန်ကြောင်းတန်တရားရှိတယ်ဆိုတဲ့စွဲချက်တွေနဲ့အယူခဲ့တာဖြစ်ပါတယ်ဒီပြစ်မှုတွေဟာအလွန်ဆိုးဝါးပြီးထိခိုက်စေတဲ့အကျိုးဆက်တွေရှိတယ်လို့လည်းထုတ်ပြန်ချက်မှာအလေးပေးဖော်ပြထားပါတယ် ။ဗဟုကြီးဟဲ့ဝီတော်ဟာလက်ရှိတာဝန်ထမ်းဆောင်နေစေဘူစစ်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး1986ခုနှစ်ရင်ကျေးမှုတော်လှန်ရေးနောက်ပိုင်းဒီလိုအဆင့်မှာပထမဆုံးဖေရှားခံရတဲ့ဗဟုကြီးတူဖြစ်လာပါတယ်။သူဟာစစ်တပ်မှာတတိယအာဏာရှိဆုံးဖြစ်တဲ့အပြင်အာဏာရကွန်မြူနီပါတီရဲ့ဒုတိယအမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ Olivio အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီဖေရှားမှုဟာစစ်တပ်ကိုယ်တော်မကတရုတ်နိုင်ငံရဲ့အမြင့်ဆုံးနိုင်ငံရေးအတိုင်းအဝိုင်းကိုပါတိုက်ရိုက်တက်ရောက်မှုရှိနေပါတယ်။ လေးလာသုံးသက်သူတွေကတော့ဒါကိုသမရရှိချင်းဖြင့်အင်ရှင်းလင်းနေတာလို့တင်စားခေါ်ဝေါ်နေကြပါတယ်။မကြခင်ကျင်းပတော့မယ့် Community Party ရဲ့ရေးကြီးတဲ့စတုဒ္ဒကျေမျက်နှာစုံကြီးအစည်းအဝေးမတိုင်ခင်မှာဒီလိုရေးယူမှုတွေလှုပ်ဆောင်တာဟာသမရရှိကသူ့ရဲ့တစ္ဆာကံလူသစ်တွေကိုလစ်လက်သွားတဲ့ဘဟုစစ်ကော်မရှင်မှာအစားထိုးခံအဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ Atlantic Council ကသူ့တည်တည်သူဖြစ်တဲ့ဝမ်တီဆွန်ကဆိုပါတယ်။ဖေရှားခံလိုက်ရတဲ့ဗိုလ်ချုပ်ကြီးဟဲဝေတုံးဟာသမရရှိချင်းဖြင့်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတို့ဖြစ်လူတည်များပါတယ်။ သူဟာထိုင်ဝမ်ကိုမျက်နှာမူထားတဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကိုယ်ကဲခဲ့သူဖြစ်ပြီး2022ခုနှစ်ကအမေရိကန်အောက်လွှတ်တော်ဥက္ကရာဟောင်းနန်စီဘရိုစီရဲ့ထိုင်ဝမ်ခီးစဉ်ပြီးမှကျူးတမရော့ကပြုလုပ်ခဲ့တဲ့အကြီးမားဆုံးစီရေးလေ့ကျင့်မှုတွေကိုအဓိကစီစဉ်ခဲ့သူဖြစ်တယ်လို့ဖီလီပိုင်စစ်ဌာနချုပ်ကတော့ထုတ်ပေါ်ပြောဆိုခဲ့ပူပါတယ်ယူကရိန်းသမ္မတဇလန်စကီဟာအမေရိကန်ရဲ့အကူအညီတွေရရှိဖို့မျှော်လင့်ချက်နဲ့ ဝါရှင်တန်ကိုရောက်ရှိနေချိန်မှာပဲတမရဒွန်နန်ထရန့်ကရုရှားတမရပူတင်နဲ့ကြာမြင့်တဲ့ဖုန်ပြဆိုခဲ့ပြီးဆုံးဖြတ်ချက်တွေပြောင်းလဲခဲ့ပါတယ်။အပြည့်စုံကိုတော့ကိုနာဂျီကပြောပြပေးပါမယ်ရှင်။ဒီကနေ့အင်မီရောမှာတမရထရန့်ကဇလက်စကီကိုလက်ခံတွဲဆောင်ဖို့ရှိပါတယ်။ယူကရိန်းတွက်အလွန်ရေးပါတဲ့တိုမာဟော့တာဝင်းပစ်ဒုံးကြီးတွေရရှိဖို့ဇလက်စကီကမျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့မင်းညားကသမရပူတင်နဲ့နှစ်နာရီကြာဖုန်းပြောဆိုမှုအပြီးမှာတော့သမရထရန့်ဟာအဲ့ဒီအကြောင်းမဲ့ဖွယ်ကောင်းတဲ့လက်နက်လို့ သူကိုယ်တိုင်အသုံးလုံးခဲ့တဲ့ဒုံးကြီးတွေနဲ့ပတ်သက်ပြီးလေသံပြောင်းသွားခဲ့ပါတယ်။ဇလန်စကီအတွက်ကတော့ဒီခီးစင်ဟာမျိုးလင်းချက်နဲ့စတင်ခဲ့ပေမဲ့အခုတော့မရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ပူတင်နဲ့စကားပြောအပြီးမှာထရန့်ကသတင်းတောက်တွေကိုပူတင်ကတူမဟော့တွေကိုယူကရိန်းစီပေးမှမလိုလားဘူးလို့အရှုံးဖောက်ပြောကြားခဲ့တာကဇလန်စကီရဲ့မျိုးလင်းချက်ကိုမေ့မိန်စေခဲ့ပါတယ်။ပူပြီးအာအသိစရာကောင်းတာကတော့ထရန့်ပူတင်ဖုံးပြောဆိုမှုကနေနောက်ထပ်ထိပ်သီးတွဲဆောင်ခွဲတစ်ခုကိုမွေးဖွားလိုက်တာပါပဲ။ ဒါမဲ့သတင်းပတ်အနေနဲ့အတွင်းသူတို့နှစ်ဦးဟန်ဂရီနိုင်ငံဘူဒါပက်မြို့မှာတွေ့ဆုံသွားမယ်လို့ကြေညာခဲ့ပါတယ်။ဒီသတင်းကိုရုရှားမီဒီယာတွေကတော့ကရမလင်ရဲ့တန်တမန်ကြီးရအောင်ပွဲကြီးတစ်ခုအဖြစ်အကြီးအကျယ်ကြီးကျူးရေးသားနေကြပါတယ်။ဇလန်စကီးနဲ့ဥရောပခေါင်းဆောင်တွေမျက်ရည်ပေါက်ကြီးငယ်ကြားရတော့မယ်လို့သတင်းစာတစ်စောင်းကရေးသားခဲ့ပြီးဒီတွေ့ဆုံပွဲဟာဇလန်စကီးကိုဝမ်ပိုက်တဲ့လက်သီးနဲ့အထိုးခံလိုက်ရသလိုပါပဲလို့နောက်ထပ်စာတစ်စောင်းသုံးနှုန်းခဲ့ပါသေးတယ်။ဘူဒါပက်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ဟန်ဂေရီဟာ ိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် ICC ကဖမ်းရမ်းထုတ်ထားတဲ့သမ္မတပူတင်ကို ဖမ်းမိမှာမဟုတ်ဘူးလို့ Hungary အစိုးရကအမခံထားပါတယ်။ဒါဥရောပရဲ့ရရှားပေါ်ပိတ်ဆို့အထီးကြံစီဖို့ဂျိုးပန်းမှုတွေကိုမျက်နှာရက်လိုက်သလိုပါပဲလို့လေလာသူတွေကဆိုပါတယ်။ဒါ Trump နဲ့ပူတင်ကြားကသံတမန်ရေးရာစစ်တူရင် ကစားပွဲတစ်ခုပါပဲ။ Trump က Ukraine ကိုစစ်ရေးအရပုံမှုကူညီမဲ့အရေးအယံပြလိုက်ချိန်မှာပူတင်ကတွေးဆဆွေးနွေးရေးဆိုတဲ့ကမ်းလှမ်းမှုနဲ့ဝင်လာပြီး ထရန့်ကိုသူ့ဘက်ပါအောင်ပြန်ဆွဲဆောင်သွားခဲ့ပါတဲ့ဒိုမာဟော့ဒွန်ဂျီရီရဲ့တကယ်တန်ဖိုးကစစ်မြေပြင်မှာထက်သမ္မတထရန့်ဟာဘသူ့ဘက်မှာရပ်တည်နေသလဲဆိုတာကိုပြတဲ့သင်္ကေတတစ်ခုသာဖြစ်ပါတယ်အခုတော့အဲ့ဒီသင်္ကေတကမေခွန်းထုတ်เสียရာဖြစ်သွားခဲ့ပါပြီဇလန်စကီကတော့ဒိုမာဟော့လိုကြားလိုက်တာနဲ့မော်စကိုဟာစူနီပွဲတွေအမြန်ပြန်လုပ်ဖို့ကြိုးစားလာတာကိုတွေ့ရတယ်လို့တုံ့ပြန်ခဲ့ပေမဲ့ဒီကနေ့အင်ဂျူရောကတွေးဆုံပွဲဟာသူမျောလင်းထားသလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုတော့သူယိမ့်မိနေတော့ပါပြီ။ ယူကရိန်းစစ်ပွဲရဲ့အဆုံးဖြတ်ကစစ်မြေပြင်မှာမဟုတ်ဘဲဝါရှင်တန်နဲ့မော်စကိုကြားကတန်တမာရေးရအပြိုင်မှုတွေအပေါ်မှာမူတည်နေကြောင်းဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။လာနေချီပြီးငိတ်တက်နေခဲ့တဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာတရုတ်ဆိုရရဲ့ကြီးညာချက်တစ်ခုကြောင့်မှုန်တိုင်းထန်လာခဲ့ပါတယ်။ဒါကတော့ကမ္ဘာနီးပညာထောက်ပံ့ရေးခွင့်ဆက်ရဲ့အသက်သွေးကြောဖြစ်တဲ့ရေရှားတက်တူတင်ပို့မှုကိုတရုတ်နိုင်ငံကထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။ကွန်မြူနီကပြောပြပေးပါမယ်ရှင်။ ပြည်ရဲ့ဘက်ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်အရနိုင်ငံသားကုမ္ပဏီတွေအနေနဲ့မြေရှားတပ်ထုအနေငယ်လောက်ပါဝင်တဲ့ကုန်ပစ္စည်းတွေကိုတင်ပို့မယ်ဆိုရင်တော့တရုတ်ဆိုရရဲ့ခွင့်ပြုချက်ကိုရယူရတော့မှာဖြစ်ပါတယ်။ဘယ်နေရာမှာအသုံးပြုမယ်ဆိုတာကိုပါတိတိကျကျကြေညာရမှာပါ။မြေရှားတပ်ထုဆိုတာစမတ်ဖုန်းကနေ F35 တိုက်လေယာဉ်တွေအထိလျှက်စစ်ကားမော်တာတွေကနေမြောင်ကြီးစွမ်းအင်တုံးဆိုတာပြားတွေအထိရာအားလုံးအတွက်မရှိမဖြစ်လိုအပ်တဲ့တပ်ထုတွေပါ။ဥမာအားဖြင့် F35 တိုက်လေယာဉ်ဒဇင်းထဲမှာပဲ မြေရှားတက်ထူကီလို400ကျော်လိုအပ်ပါတယ်။ဘဝမြေရှားတက်ထူထုတ်လုပ်မှုတန့်စင်မှုရဲ့80ရာခိုင်နှုန်းကျော်ကိုတရုတ်တနိုင်ငံလေးကပဲထိချုပ်ထားတာပါ။ဒီကန့်သက်ချက်ပေါ်အမေရိကန်ရဲ့တုံ့ပြန်မှုကလည်းအလွန်ပြင်းထန်ခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတရုတ်ကုန်ပစ္စည်းတွေပေါ်နောက်ထပ်အခွန်တရာရာခိုင်နှုန်းတိုးကောက်သွားမယ်လို့ချင်းချောက်ခဲ့ပါတယ်။အမေရိကန်ဗန်နိုင်းဝန်ကြီးကတော့ဒါဟာတရုတ်ကတကဘာလုံးကိုရံပြူတာပဲ။သူတို့ဟာလွတ်လပ်တဲ့ကဘာတစ်ခုလုံးရဲ့ထောက်ပံ့ရေးခွင့်ဆက်တွေကိုဘဇူကာနဲ့ချိန်ထားလိုပါပဲ။ ဒါကိုကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးလို့ပြောပါတယ်။တရုတ်ဘက်ကတော့အမေရိကန်ဟာနားလည်မှုတွေမအောင်တမင်လုပ်နေတာလို့တုံ့ပြန်ခဲ့ပါတယ်။တင်ပို့မှုဟာရပ်ဖတ်သုံးအတွက်ဖြစ်ပြီးစီးပင်းနဲ့ညီညွတ်ရင်ခွင့်ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဒီလောက်ရဟာလာမယ့် Trump ရှိချင်းဖြင့်တွေ့ဆုံပွဲမတိုင်ခင်တရုတ်ကအသာစီးရယူဖို့ကြိုတင်ပြင်ဆင်လိုက်တာလို့သုံးသပ်ကြပါတယ်။ဒီလောက်ရဲ့အချိန်ကြိုက်ကအမေရိကန်တို့လိုချင်နေတဲ့ညီနိုင်လမ်းကြောင်းကိုလုံးဝထိခိုက်စေပါတယ် ူတို့ရဲ့အားနည်းချက်ဖြစ်တဲ့ထောက်ပံ့ရင်ခွင့်ဆက်ကိုတည်တည်ပြတ်မှတ်ထားလိုက်တာပါပဲအမေရိကန်ရဲ့မဟာမိတ်တွေအားလုံးပေါင်းပြီးမြေရှားတပ်ထုထုတ်လို့ရေးကိုမျိုးသားရေးစီမံကိန်းဖြစ်လို့ရင်တော့တရုတ်ကိုအမိလိုက်ဖို့အနည်းဆုံး၅နှစ်လောက်အချိန်ယူရပါလိမ့်မယ်အမေရိကန်မှာတုံ့ပြန်မှုဘလို့နီလန်းတွေရှိပါတယ်ဝါရှင်တန်အနေနဲ့တရုတ်ထုတ်ကုန်တွေပေါ်အခုံလျှော့ပေါ်ပေးပြီးစည်းစက်ညှိနှိုင်းတာဒါမှမဟုတ် Nvidia chip တွေလိုမျိုးဤပညာကန့်သတ်မှုတွေကိုတိုးမြှင့်တာတွေလုပ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်ဒါပေမဲ့ကြွမ်းကျင်သူတွေကတရုတ်ရဲ့လက်ထဲမှာ ြီးမားဆုံးသောအရင်းမြစ်ကိုချုပ်ကင်ထားတာဖြစ်တယ်လို့သတိပေးထားပါသေးတယ်။အမေရိကန်ရဲ့နှိပညာပိတ်ဆို့မှုတွေကတရုတ်ကိုနှေးကွေးသွားစေနိုင်ပေမဲ့လောကရပ်တန့်သွားစေမှာမဟုတ်ပါဘူး။ဒါပေမဲ့တရုတ်ကသာဒီမြေရှားတပ်ထုတွေကိုဖျက်တောက်ပစ်လိုက်ရင်ဒါဟာလူတိုင်းရဲ့စစ်မှုလုပ်ငန်းတွေကိုရပ်တန့်သွားစေနိုင်ပါ रे ။အဲ့ဒါဟာအကြီးမားဆုံးခြားနားချက်ပါပဲ။နိုင်ငံလုံးကဆွေးနွေးမှုအတွက်တကားဖွင့်သားစေလို့ဆိုပေမဲ့ဒီဒီချိန်မြေရှားတပ်ထုကိစ္စဟာကမ္ဘာစီးပွားရေးအခြေအနေချကိုဘလောက်ထိပြောင်းလဲစေမလဲဆိုတာကိုတော့ လာမယ့်သမရနှစ်ဦးရဲ့တွေ့ဆုံပွဲကအဆုံးဖြတ်ပြီးသွားမှာဖြစ်ပါတယ်။မနက်ပြန်အော်တိုဘာလ18ရက်နေ့စနေနေ့အတွက်နောက်ဆော်ရမူလီဝတာခမှန်ချက်တွေနဲ့ရာသီဥတုအပူပြောင်းကာလမှာဂယူဆိုင်တင်တဲ့အထူးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အနောက်တောင်မုတ်တုံလီဟာဒီကနေ့မှာမြန်မာနိုင်ငံအတွင်းကနေအခုနှစ်အတွက်တော့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ဝန်လွန်ကာလမှာအစွန်ရရသည့်ဥတုဖြစ်စဉ်ဖြစ်တဲ့လာနီညာဖြစ်စဉ်ဟာလည်းဖြစ်ပေါ်လာနိုင်ဖို့80%ခန့်တိထေချာနေခဲ့ပါတယ်။ ဒီလာနီညာဖြစ်စဉ်ကြောင့်ဆာဥရတီမှာအအေးပို့နိုင်တာကြောင့်ကျိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။မုတ်တုတ်ဆုတ်ခွာသွားပြီးဖြစ်ပေမဲ့လေဝေလိုင်းတွေကြောင့်မိုးရသွန်းမှုတွေဟာအော်တိုဘာလကုန်ပိုင်းထိဆက်ရှိနေပါပဲဖြစ်ပါတယ်။မနေ့ကအတွက်မိုးရသွန်းမှုခန့်မှန်းချက်တွေကိုပြောပြရရင်ကရင်နီ၊ကရင်မွန်း၊ရခိုင်၊အေရဝတီတိုင်း၊မကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာဆက်ဆက်ကချင်ချင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျမိုးရနိုင်ပါတယ်။ ဒေတာအလိုက်အတူခန့်မှန်းချက်တွေအနေနဲ့ကတော့ဒီကနေ့ညကနေမနေ့ပြန်ထိရွှေဘိုနံပါတ်2ပင်လုံမိုးကုတ်ပလဝမတူပြီးမြောက်ဦးနယ်မြင်းပြဒေတာတွေမှာမိုးနှင်းငယ်ကနေတင်းတင်းရသွန်းနိုင်တယ်လို့အသိပေးလိုပါတယ်ရှင်။မြမပင်နယ်ပြင်မှာတော့လိုင်းနှင်းငယ်ကနေလိုင်းတင်းတင်းသာရှိနေပြီးလိုင်းအမြင့်ဟာ၄ပေကနေ၆ပေခန့်ရှိနိုင်ပါတယ်။ဒါဟာပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝေးရေလောက်တာတွေအတွက်စိုးရိမ်ပွဲမရှိတဲ့အခြေအနေပဲဖြစ်ပါရဲ့ရှင်။ အစွန်ရောက်ရာသီဥတုဖြစ်စဉ်လာနေညာဟာအောက်တိုဘာလကုန်ပိုင်းကနေဖေဖော်ဝါရီလကုန်ထိဖြစ်ပေါ်နိုင်ခြေရှိနေပါတယ်။မြန်မာနိုင်ငံရဲ့ဒေတာဒီပီမှာပုံမှန်ဆောင်ရသည့်ဓာတ်အအေးပို့နိုင်တာကြောင့်အနှွေးတွေတွေလုံခြုံတဲ့စောက်ထည်တွေကြိုတင်ဝယ်ယူထားကြဖို့အကြံပြုလိုပါရဲ့ရှင်။ဒါ့အပြင်ဆောက်တည်နှံဆိုင်ပြေကြမယ်တောက်သူတွေအနေနဲ့လည်းအအေးပို့မယ်ဆောက်ရသည့်နဲ့ကန့်ညီတဲ့တည်နှံတွေကိုပို့မှုရွေးချယ်ဆိုင်ပြေကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။အားလုံးသိကြတဲ့အတိုင်းပဲမိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ဒါကြောင့်ကျမတို့ CG Platform ကလည်း မုတ်တုံဆုံးခွာချိန်မှာပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုဖြစ်စဉ်တွေကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားပါမယ်လို့သတင်းကောက်ပါအပ်ပါတယ်ရှင်။ CJ Platform ရဲ့သတင်းတွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။ဒီနေ့အတွက်နေ့စဉ်သတင်းလားအစီအစဉ်ကိုတော့ဒီမှာပဲရန်လာပါစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဤကျမ်းချင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရဲ့ရှင်။